โอเคဆိုတော့ကျွန်တော်တို့ git ကို download လုပ်မယ်ပြီးရင် installation လုပ်မှာပေါ့နော်တခါလေး installation လုပ်မယ်ပြီးရင်ကျွန်တော်တို့တခါလေး setup ချမှာပေါ့နော်โอเคဆိုတော့ပထမဆုံးနေကျွန်တော်တို့ဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့ဒီ browser ထဲမှာကျွန်တော်တို့ git download လို့အရင်ရှာလိုက်နော် git download လို့ရှာလိုက်နော်โอเคဆိုတော့ကျွန်တော်ဒီမှာ git install ဆိုရဲဒီစာမျက်နှာလေးကိုတွေ့ပါလိမ့်မယ်နော် โอเคဆိုတော့ဒီတန်းမှာကျွန်တော်တို့ဒါ install ဆွဲလို့ရမယ့်နေရာတွေသူပြထားတယ်ပေါ့နော် Mac OS မှာသုံးပါလားအပြင်ကျွန်တော် Linux မှာသုံးပါလားပေါ့နော်ဆိုတော့နောက်ပြီးတော့ကျွန်တော်တို့ဒါတခြားပေါ့နော်โอเคဆိုတော့ Linux မှာသုံးမဲ့သူတွေကကျွန်တော်တို့ဒီမှာအရန်လွယ်တယ်နော်ဟိုကျွန်တော်တို့ဒီ command လေးရလိုက်ဦးမယ်ပေါ့နော် sudo apt a sudo apt install git ပေါ့နော်ဒီဂက်ကထည့်ရေးလိုက်ရတယ်နော်ဆိုတော့ဒီတိုင်း copy ကူးချလိုက်ရ sudo ဆိုတာလေးတော့ကျွန်တော်အရှင်းမှာထည့်ပေးရမှာပေါ့နော်အဲ့တော့ sudo apt install အာပြီးကျွန်တော်တို့ git ပေါ့နော်ဆိုတော့ okay ဒါလေးတုတ်ပေးလိုက်အောင်ပဲဒါဆိုပြီးသွားပြီနော် အာကျွန်တော်အရှိမှာတော့ APT update တို့ sudo APT update တို့ပါလုပ်ပေးပေါ့နော်နော် okay ပြီးတော့အာဒီလိုရေးလိုက်ရအောင်နော်ဆိုတော့ okay သူကဒီမှာဒါ Ubuntu အတွက်လို့သူပြောထားတယ် Ubuntu အတွက်ဆိုရင်တော့ဒီ code ကိုရေးပါရေပေါ့နော်ဆိုတော့ကျွန်တော်တို့အာ sun os တို့ကျွန်တော် february ပါသုံးမယ်ဆိုရင်တော့ dnf install git ပြီး yam install git ပေါ့နော်စတာတွေသုံးပါပေါ့နော် okay ဒီကိစ္စတွေတော့ကျွန်တော်ဒီ linux အာ tutorial သင်ခန်းစာမှာဒီ command တွေအကြောင်းသင်ထားပေးပြီးသားဖြစ်တဲ့အတွက်အာတိမှတ်ထားပါနော်ဆိုတော့ okay ဆိုတော့တခြားဒီမှာ ဟိုတခြား Linux operating system တွေအတွက်ကိုလည်းသူဒီမှာပြထားပေးပါတယ်เนาะဆိုတော့ okay ဆိုတော့ကျွန်တော်တို့ဒီမှာ Linux ကိုပြီးရင်တော့ပြမယ်ကျွန်တော်အခုလောဆယ်တော့အာ Windows အကြောင်းအရင်ပြပါဦးเนาะ okay macOS ကတော့အရင်လိုလွယ်တယ်ကျွန်တော်တို့ macOS ကကျွန်တော်အရှိမပြောပြခဲ့တယ်ပြ Brew ကိုသုံးပြီးတော့ကျွန်တော်တို့ install ဆွဲမှာပေါ့เนาะ Brew install kit ပေါ့เนาะ okay ဒီကျွန်တော်တကူဆိုရင်ဒီမှာတခြားဒီ port number တွေပါပြောင်းခြင်းဆိုရင်ဒါရှိရပါเนาะ port number တွေပါပြောင်းမှာเนาะ okay ဆိုတော့အခုလောဆယ်ကကျွန်တော်ဒီမှာ window အကြောင်းပဲအဓိက target ထားပြီးသွားပါမယ်နော်ဆိုတော့ window ကတော့ကျွန်တော်တို့မှာအာကျွန်တော်ဘာရှိလဲဆိုတော့ install wincat 2ကိုတုံးပြီးတော့ကျွန်တော်လုပ်လို့ရတယ်နော် wincat install ဒီဒီ command လေးကိုတုံးပြီးလုပ်လို့ရတယ်ဒါပေမဲ့ဒီကောင်ကျွန်တော်တို့တစ်ခါပါပြန်တော့အောင်ပါလဲဆိုတော့ install ဆွဲဖို့လိုသေးမှဖြစ်နေတယ်ဆိုတော့ install wincat 2 if you don't already have it yet အာဒီကျွန်တော်တို့ဒီမှာနည်းနည်းအလုပ်ရှုပ်တယ် ဒီ winget 2ကိုကျွန်တော်အရင်ဆုံး install in ဆွဲရမယ်ဆွဲပြီးတော့မှဒီကျွန်တော်တို့ရဲ့ဒီ command prompt ဒါမှမဟုတ် power share ကနေပြီးတော့ဒီ command ကိုပြန်ရိုက်ပြီးပြန်ဆွဲရအောင်ပေါ့နော်ဆိုတော့ဒါနှစ်ဆင့်အလုပ်ရှုပ်တယ်ပေါ့နော်ဆိုတော့ okay ဆိုတော့နောက်ပိုင်းကျတော့ဒီလိုနည်းပညာတွေရှိပါတယ်ကျွန်တော်တို့ဥပမာဟိုမှာ flutter ရုပ်ပါကိုရေးတယ်ဆိုရင်ပေါ့နော် flutter software တွေ download တွေပါကိုဆွဲတယ်ဆိုရင်ကျွန်တော်တို့အဲ့မှာဒီ flutter ကို install ဆွဲပြီးတဲ့အဲ့လို jargon software တွေပေါ့နော်ပြောရရင် package manager လိုပဲ အာဒီ package manager တွေကိုလည်းတည်ပြီးပြီးထင်ပါတယ်เนาะဆိုတော့ package manager တွေပေါ့နော်ဒီ package ဆိုတာဒီကျွန်တော်တို့ရဲ့ folder တွေကို manage လုပ်ပေးရနည်းပညာတွေပေါ့နော်အဲ့လိုနည်းပညာတွေအများကြီးရှိရအဲ့တော့ဒီလိုနည်းပညာတစ်ခုချင်းစီအတွက်ကျွန်တော်တို့ကတခြားနည်းပညာတစ်ခုကို down လိုက်ရတယ်ပြီးတော့အဲ့ဒီကနေမှကျွန်တော်တို့ကအာပြန်ပြီးထိန်းချုပ်ပေးရပါတော့ဆိုတော့ဒီလိုပုံစံမျိုးတွေနဲ့ကျွန်တော်တို့သွားတာဖြစ်ပါတယ်နော်โอเคဆိုတော့ဒီမှာကတော့ကျွန်တော်ဒီနည်းကိုတော့ကျွန်တော်မသွားဘူးနော်ဆိုတော့ဒီနည်းကကျွန်တော် install ရေနှစ်ခါသုံးခါဆွဲရမှာဆိုတော့အလုပ်ရှုပ်တယ်ဆိုတော့ ျွန်တော်ဒီမှာ click here to download ဆိုရဲဒီ new ကိုပဲတော့ပါဦးနော်ဆိုတော့ဒီမှာ git for windows 864 status ဆိုရဲအားလေးကိုကျွန်တော်တို့ဒါနှိပ်လိုက်ပါဘောနော် okay ဆိုတော့ဒါဆိုကျွန်တော်ဒီမှာ download ဆွဲနေပါမယ်နော် okay ဆိုတော့ download ဆွဲတာလေးပြီးအောင်ဒီကျွန်တော်တို့ဖောင်းပါမယ်နော် okay ဆိုတော့ကျွန်တော် download ဆွဲရလေးပြီးပြီဆိုတော့ကျွန်တော်ဒီ download လုပ်ထားတဲ့ file လေးကိုတော့ကြည့်မှာပါနော် okay ဆိုတော့ကျွန်တော်တို့ဒီမှာဒီ file လေးကိုကျွန်တော်တို့ install ဆွဲမယ်နော် ကျွန်တော်တခါလေးပဲကျွန်တော် install ဆွဲပြပါမယ်เนาะ okay ဆိုတော့ကျွန်တော်တို့နှိပ်လိုက်တဲ့အခါမှာ okay ဆိုတော့ဒီနားလေးမှာကျွန်တော် install ဆွဲဒီအဆင့်လေးကိုပြောပြမယ်ဒါပေမဲ့အကုန်လုံးကတော့ဒါလွယ်လွယ်ကူကူပါပဲเนาะဆိုတော့ဒီအဆင့်ကအရင်လွယ်ပါတယ် okay ကျွန်တော် install ကိုနှိပ်မယ် okay เนาะဆိုတော့ကျွန်တော်ကျွန်တော်မှာရှေ့မှာကျွန်တော်တို့ကဒီ git version ရှင်းပြီးသားဖြစ်တဲ့အတွက်သူကအဲ့ရှင်းနေပြီးသား file ကိုသူတချက်ပြန်ပြီး remove ပြန်လုပ်ပေးရပါတော့ဆိုတော့ပြီးတော့မှကျွန်တော်တို့ကဒီအခု download လုပ်လိုက်တဲ့ဒီ git file ကိုသူက extract လုပ်တယ်ပေါ့နော်ဒါပြန်ပြီးတော့ဖြီးချလိုက်တယ်ပေါ့နော် okay okay ဆိုကျွန်တော်တို့ဒီမှာဒီ git ကိုကျွန်တော်တို့ဒီ install ဆွဲပြီးပြီဆိုတာနဲ့သူကဒီမှာ git bash ဆိုရဲနီးပညာလေးပေါ်လာတယ်နော် git bash ဆိုရဲနီးပညာလေးပေါ်လာအဲအဲနီးပညာလေးကကျွန်တော်တို့ဘယ်ဘယ်နေရာမှာအသုံးဝင်တယ်လဲဆိုတော့ကျွန်တော်တို့ဟိုမှာကျွန်တော်တို့ computer ထဲမှာပေါ့နော်ကျွန်တော်က windows သုံးနေထားပါတော့အဲ windows သုံးနေ ဒါပေမဲ့အာ lineage ကိုကျွန်တော် install software မထားဘူးပေါ့နော်ကျွန်တော်တို့အရှိမှတော့ဆိုရင် WSL နီးပညာပဲ install software ပဲဒီတိရပေါ့နော်အဲ့လိုမျိုးကျွန်တော် install software မထားဘူးဆိုတော့ကျွန်တော်တို့ကဒီ lineage lineage command တွေကျွန်တော်ရေးကျင်တယ်ဆိုရင်ဒီ git bash လေးရှိရင်ရတယ်ပေါ့နော်အခုကကျွန်တော်ကဒီ git ကိုကျွန်တော်ကဒီ install software လိုက်ပြီးဆိုရင်အဲ့ git bash တွေပါလာတယ်နော်ဆိုတော့သူဘယ်တိုင်းမှာပါလဲဆိုတော့အဓိကအပြင်ကျွန်တော်ဒီ IDE တွေမှာပါရပါတယ်ဆိုတော့ကျွန်တော်တို့ဒီကျွန်တော်အသုံးချနေတဲ့ဒီ software တွေမှာပေါ့နော်ဒီလို အာဒီ programming software တွေပေါ့နော်ဒီ IDE တွေမှာသူကဘာဖြစ်တတ်လဲဆိုတော့အဲ့မှာ gitpath ဆိုပြီးတော့ git git ဆိုပြီးတော့ကျွန်တော်အောက်မှာဒီ terminal တစ်ခုအနေနဲ့ကျွန်တော်သုံးလို့ရပါမယ်နော် git git terminal ဆိုပြီးသုံးလို့ရပါမယ်နော်ဆိုတော့ okay ဆိုတော့ဒါလေးကျွန်တော်တစ်ချက်ဖွင့်ပြပါမယ်ကျွန်တော်ဒီ release note ကိုတော့ကျွန်တော်မဖတ်တော့ပါဘူးနော်ဆိုတော့ကျွန်တော် finish ပါ okay တော့ဒီမှာ git pass ဆိုပြီးတော့ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်။ဒါပြဒါဆိုရင်ဘာလို့လုပ်ရလဲဆိုတော့ကျွန်တော်ဒီ git command နဲ့ကျွန်တော်ဒီမှာ temp တိုက်ရိုက်တန်းရေးလို့ရတယ်ပေါ့နော်။ဆိုတော့ तू ကဟိုဒီ linux command တွေကိုပြောရရင်တော့တော်များများသိရေပေါ့နော်။ တော့ဒါဆိုကျွန်တော်ပုံမှန်ရှိလဲပေါ့နော်ဆိုတော့ဒါဆိုကျွန်တော် C တဲက user တဲ့ auth တဲမှာရှိရပေါ့နော်ဆိုတော့ okay ဒါတော့ alias เนี่ยကျွန်တော်ထုတ်ကြည့်ရတာဒီလိုပေါ့နော် okay အာဒါဆိုကျွန်တော်တို့အာဒီ folder မှာပါရရှိတယ်ပေါ့နော်အာဒါထုတ်ကြည့်လို့ရပါနော် okay git command တွေဒီ linux command တွေကဒါတိပိသားလူတွေကဒီထဲမှာလာစမ်းစမ်းကြည့်လို့ရနော် okay ဆိုတော့ကျွန်တော်တို့ cmd လေးချက်ဝင်ကြည့်မယ်နော် okay ဆိုတော့ဒီတန်းမှာတော့ဒီတာမင်ငယ်တန်းမှာတော့သူကဒီတန်းမှာပေါ်မလာတက်ဖို့တည်ဒီမှာတော့ပေါ်မလာတက်ဖို့ဆိုတော့ဘယ်လိုနေရာမှာပဲပေါ်တယ်လဲဆိုတော့ကျွန်တော်ဒီဒီလို IDE တွေအတွင်းထဲမှာရှိနေတဲ့တာမင်နယ်ပေါ့နော်အဲ့ဒီတာမင်တွေနဲ့တဲမှာတော့ကျွန်တော်တို့ဒါပေါ်လာတက်ပါတယ်နော်โอเคสอจังดีทามิเนเนี่ยดีကျွန်တော်တို့ရဲ့ဒီ IDE เนี่ยပေါ့เนาะ IDE เนี่ยဒီ kit เนี่ยတွဲဖက်ပြီးအလုပ်လုပ်တဲ့ကိစ္စကိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသင်ခန်းစာမှာကျွန်တော်အာရှင်းပြပေးပါမယ်เนาะဆိုတော့နောက်ထပ်သင်ခန်းစာတစ်ခုနေရှင်းပြပေးပါမယ် ဆိုတော့အခုဒီမှာတော့ကျွန်တော်ကကျွန်တော်ရဲ့ဒီကွန်ပျူတာတွေက နေပဲဆိုအာကျွန်တော်တို့ဒီ installation လုပ်တဲ့ဒီ setup လုပ်တဲ့ကိစ္စမျိုးကိုကျွန်တော်ကအရင်ကပြောပြမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီ k အကြောင်းတင်တဲ့အခါမှာ k အကြောင်းတင်တဲ့အခါမှာကျွန်တော်တို့ဒီအာကျွန်တော်တို့ဒီကွန်ပျူတာမှာရှိတဲ့ terminal နဲ့ဒီကျွန်တော်တို့ github နဲ့လှမ်းပြီး server နဲ့ပေါ့နော်ဒါရိုက်လှမ်းချိန်ပြီးအလုပ်လုပ်တဲ့ပုံစံကိုအရင်ဆုံးသွားမယ်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီ terminal တွေကနေပြီးတော့အလုပ်လုပ်တဲ့ပုံစံကိုသွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်နီလန်းနှစ်ခုလုံးနဲ့ကျွန်တော်အာဒါတင်ပြပေးသွားမှာဖြစ်ပါတယ်နော် โอเคဆိုအခုလောဆယ်တော့ကျွန်တော်တို့ဒါ install လုပ်တာပြီးသွားပြီ install လုပ်တာပြီးသွားပြီဆိုကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ကျွန်တော်ခုန terminal ဖွင့်ပါဦးเนาะ window key နဲ့ r နဲ့နှိပ်မယ်ပြီး enter ခေါ်ချလိုက်โอเคပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ sorry ကျွန်တော် window key နဲ့ r နဲ့ပေါ့နော်ဟိုအခုဒီ video ကြည့်နေသူကဒီ CS 100D challenge တဲ့ကမဟုတ်ဘဲနဲ့အာ git tutorial ကိုလာကြည့်ရတဲ့သူဆိုရင်အာဒါမသိမှာစိုးတော့ပေါ့နော် window key နဲ့ r နဲ့နှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီလို box လေးတစ်ခုပေါ်လာလိမ့်မယ်အဲ့မှာကျွန်တော်တို့ CMD လို့ရေးမယ်เนาะပြီး okay နှိပ်လိုက်နော် โอเคဆိုပြီးရင်ကျွန်တော်ဘာလို့ကြည့်မလဲဆိုကျွန်တော်ဒီမှာ git လို့ကျွန်တော်ရေးကြည့်ပါတော့ git-p ရာဆိုင်မှာ version ဆိုပြီးကျွန်တော်ဒါနှစ်ကြည့်လိုက်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်ခုနကမှကျွန်တော် install ဆွဲလိုက်တဲ့ဒါ git version တွေဟာဒါဝင်လာပြီဖြစ်ပါတယ်နော်โอเคဒါတော့ကျွန်တော်တို့ဒီ windows မှာဒါ install ဆွဲရနေပြီပေါ့နော်ဆိုတော့ okay set up လုပ်တဲ့ဒီ set up လုပ်တာတွေပါခဏထားအောင်နော်ဆိုတော့ကျွန်တော်အခုလောလောဆယ်ကျွန်တော်တို့ဒီ linux မှာဘယ်လိုလုပ်မလဲပေါ့နော်ဆိုတော့ okay linux မှာဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာ virtual box ကိုတော့ကျွန်တော်ဖွင့်မပြရဘူး အာဘာကြွေပေါ့ရှင်းနဲ့မလုပ်ပြပဲနဲ့ကျွန်တော် WSR နဲ့လုပ်ပြနော်ဆိုတော့ထုံးစံအတိုင်းပဲကျွန်တော်တို့ခုနကဒီတဲ့ဘယ်ပြန်လာပြန်လာပြီးတော့ကျွန်တော်ဒီဘက် channel မှာကျွန်တော်တို့ဒီ Ubuntu ကိုဝင်လိုက်နော်ဒါမှမဟုတ်လဲ WSR လို့ရေးလိုက်ပေါ့နော် Okay ဆိုတော့ဒါဆိုကျွန်တော်တို့ဒီ WSR လို့နိပညာပေါ်လာပြီပေါ့နော်ပေါ်လာပြီဆိုကျွန်တော် install ဆွဲမယ်ဆိုရင်ကျွန်တော်ကတော့ဒီမှာရှိပြီးသားပါနော် k-dash-br-sign မှာ version ကိုရေးတဲ့အခါမှာကျွန်တော်မှာရှိပြီးသားပေါ့နော်မရှိသေးတဲ့သူတွေကဘယ်လိုလုပ်မှလဲဆိုတော့ကျွန်တော်တို့ sudo apt update လုပ်ပေါ့နော်မလုပ်လည်းရပါတယ်ကိစ္စမရှိပါဘူးနော် sudo apt update လုပ် okay နော်ဒါဆိုရင်ကျွန်တော်တို့ဒီအခုလက်ရှိကျွန်တော်တို့ရဲ့ဒီအာ package manager ကို update လုပ်ခဲ့တယ်ပေါ့နော်ဆိုတော့နောက်ပြီးကျွန်တော်ဘာလုပ်မလဲဆိုတော့ sudo apt install git ပေါ့နော်ဒါအရင်လွယ်တယ်ဒီနည်းပညာဒီ linux ကိုထုတ်တဲ့သူနဲ့ git ကိုထုတ်တဲ့သူနဲ့အတူတူပဲဒီလားဒီလူတယောက်ထဲကနေပဲထုတ်တာပေါ့နော်ဒီ founder တယောက်ထဲကနေပဲထုတ်တာဖြစ်တဲ့အတွက် အာဆိုတော့ကျွန်တော်တို့ဒီအာဒီသုံးရတဲ့ဟာအတူတူပဲဖြစ်နေမှာပေါ့နော်ဆိုတော့ okay ဆိုတော့ clear လေးလုပ်လိုက်ပါဆိုတော့ပြီးရင်ကျွန်တော်တို့ key test test ရွာရှင်းကိုပြန်ပြီးရောဒါကျွန်တော်တို့ပြန်နှိပ်ကြည့်ပါပေါ့နော်ကျွန်တော်ကတော့ဒါခုနခုနအတိုင်းပါပဲနော်ဘာလို့လဲဆိုတော့ကျွန်တော်က latest ဖြစ်နေပြီပေါ့နော်ဆိုတော့2.4 43ပေါ့နော် okay ဒီဘက်မှာတော့ကျွန်တော်က2.52ပေါ့နော် okay windows ရဲ့ windows တက်ပါတယ်ပေါ့နော် okay ဟုတ်ပြီဆိုတော့ကျွန်တော် DTP သွားပြီပေါ့နော် DTP သွား okay ခုနကကျွန်တော်ဒီ installation လုပ်တဲ့ကိစ္စမှာကျွန်တော် jar ထဲမှာတကယ်တမ်းကကျွန်တော်အဆင်နဲ့အများကြီးကြံခဲ့ပါတယ်ဟိုဒါပေမဲ့ အာဒီ live လုပ်တဲ့သူอ่ะဗောနအကုန်လုံး next day ပဲနှိပ်သွားပါတယ်ကျွန်တော်ဘာမှလုပ်ရှာမလုပ်ပါဘူးเนาะဆိုတော့ကျွန်တော်ကတော့ဒါ install server တွေသားသူဖြစ်နေရတဲ့အတွက်အဲကျွန်တော်အစနေပြီးတော့ဂျာတဲ့အဆင့်တွေကိုသူကြော်သွားတယ်ဗောနအာအခုမှစပြီးတော့ဒီ install server ရဲ့သူတွေကကိစ္စမရှိဘူးအဲ့မှာကျွန်တော်အဆင့်တွေအများကြီးတွေ့နေမှာကျွန်တော်ထပ်ပို့ပြီးများများတွေ့နေမှာအဲအကုန်လုံး next day next day ပဲနှိပ်ပြီးအဆင့်တွေကိုဒီတိုင်းပဲဒီတိုင်းပဲဆက်သွားဗောနဘာမှကိုယ့်ဘာသာကိုရှောက်မရွေးပဲနဲ့ဒီတိုင်းလေးပဲဆက်သွားလိုက်ရပါတယ်เนาะโอเค โอเคအဲ့ဆိုကျွန်တော်တို့ကဘာလုပ်မလဲဆိုကျွန်တော် set up လုပ်ပါမယ် set up လုပ်မယ်ဆိုကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ computer မှာ computer မှာအရင်ဆုံး set up လုပ်ပါပေါ့နော်ဆိုတော့ okay set up လုပ်မယ်ဆိုကျွန်တော်ဘာလုပ်မလဲဆိုကျွန်တော် git အာ config ပေါ့နော် cron git config အာ data.global global user. name ပေါ့နော် okay ဆိုတော့ကျွန်တော်ကဒီမှာဒါဒီနာမည်ကိုရေးရဆိုကျွန်တော်လုံထားပြီးသားမှုလို့ပေါ့နော်ဆိုတော့ကျွန်တော်နောက်တစ်ခါထပ်ပြီးရေးမယ် user.email ပေါ့နော် okay ဆိုမရှိသေးတဲ့သူကဘယ်လိုလုပ်မှာလဲမရှိသေးတဲ့သူတွေကကျွန်တော်တို့ market config data share လို့ပြီးအဲ့ဒါ global user.name ဆိုပြီးကျွန်တော်အနောက်ကနေပြီးတော့ကျွန်တော်တို့ကိုယ်ကိုယ်နာမည်ကိုရေးပေါ့နော်အဲ့ကိုယ့်ရဲ့နာမည်ကိုကိုယ်ရေးနောက်ပြီးအန်တာခောက်ချလိုက်အာပြီးရင်ကျွန်တော်တို့နောက်တစ်ခါ name ကိုတစ်ခါရေးမယ်ပြီးရင်ကျွန်တော် email ကိုတစ်ခါရေးမယ်နော် email ကိုတစ်ခါရေးမယ်ပြီးတပည့်ကုန်းနဲ့အာပြီးရင်ကျွန်တော်တို့နောက်ပြီးရင်ကျွန်တော်တို့ဒီမှာ အာ email ကိုတစ်ခါရေးမယ်နော်ပြီး enter ခေါက်ချမယ်နော်အဲဆိုတော့နှစ်ခုစလုံးကျွန်တော်ထည့်ပြီးသွားပြီဆိုတော့ဘာလုပ်မလဲဆိုတော့ကျွန်တော်ပြန်စစ်ကြည့်မယ်နော် name ဆိုပြီးတစ်ခါပြန်စစ်ကြည့်မယ် name ဆိုပြီးတစ်ခါပြန်စစ်ကြည့်မယ်အဲ့ name လို့ပြန်ထည့်ပြန်စစ်ကြည့်ရခါမှာခုနကကျွန်တော်ရေးခဲ့တဲ့ဒီဒီ double code ထဲမှာထည့်ရေးခဲ့တဲ့ကိုယ့်ရဲ့နာမည်လေးပေါ်လာရမယ် email လို့ပြန်စစ်ကြည့်ရခါမှာ double code ထဲမှာထည့်ခဲ့တဲ့ကိုယ့်ရဲ့ email လေးပြန်ပေါ်လာရမယ်ဒါဆိုရင်ကျွန်တော်ဆက်လုပ်ပြီးသွားပါဒါရမ်းလွယ်ပါနော်ဒါပါပဲ အဲ့တော့ Linux ပဲ33 Windows ပဲ33 Mac ပဲ33ကျွန်တော်တို့ဒီအဆင့်အားဒါမဖြစ်မနေလောက်ရမှာအဆင့်ဖြစ်ပါရဲ့ဒါကကျွန်တော်တို့ရဲ့ကွန်ပျူတာထဲမှာကျွန်တော်သုံးနေတဲ့ကွန်ပျူတာကိုနာမည်ပေးလိုက်တာပေါ့နော်အဲ့ကျွန်တော်အခုသုံးနေတဲ့ device မှာဒီနာမည်နဲ့သုံးနေပါရဲ့ဒီ email နဲ့သုံးနေပါရဲ့ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကနာမည်ပေးလိုက်တာဖြစ်ပါတယ်နော် Okay ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒါဆက်လက်လုပ်တာပြီးတော့ပါပြီအရန်လွယ်ပါတယ်နော်ဆိုတော့ကျွန်တော်ဒီနားမှာ installation လုပ်တဲ့အဆင့်မှာကျွန်တော်အဆင့်တွေကကြော်ခဲ့တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကကျွန်တော် install ဆွဲထားပြီးသားမှုလို့ဟိုကျွန်တော်ထပ်မလုပ်ခိုင်းတော့ဘူးပေါ့နော်အခုမှလုပ်မဲ့သူတွေကြတော့လုပ်ပေးရမယ်အဲ့ဒါလေးတကူတော့ เนาะကျွန်တော်ဒီမှာမပြလိုက်နိုင်ဘူးပေါ့နော်โอเคဒါပေမဲ့နောက်တစ်ဆင့်ရကြောင်ကျွန်တော်ပါလဲဆိုတော့ကျွန်တော်တို့ဒီ k hat ပေါ့နော် gain နဲ့ k hat နဲ့တွဲသုံးရမှာဖြစ်တဲ့အတွက်ကျွန်တော် k hat တဲ့ကိုကြာသွားပါမယ်နော် khap.com ပေါ့โอเคဆိုတော့ကျွန်တော်ကတော့ဒီမှာ install ဆွဲထားပြီးသားဖြစ်နေပါလိမ့်မယ်เนาะဆိုတော့ကျွန်တော်ကတော့ install ဆွဲထားပြီးသားဖြစ်နေမှာ sorry ကျွန်တော်ကတော့ဒီ login ဝင်ထားပြီးသားဖြစ်ဖြစ်နေမှာပေါ့နော်ဆိုတော့ဟိုမဝင်ရသေးတဲ့သူတွေကတော့ဘာလုပ်မလဲဆိုတော့ဒီမှာ account နာဖွင့်ပေါ့နော်ဆိုတော့ဒီ account ကအချင်းတွေပေါ့ဖွင့်ရမယ်မဖွင့်လို့မရဘူးဒါမှသာကျွန်တော်တို့ဒီ account ဖွင့်မှသာအာကျွန်တော်တို့ဒီ နှစ်ခုချိတ်ဆက်ပြီးတော့သုံးလို့ရမှာဖြစ်ပါเนาะဆိုတော့ okay ဆိုတော့ကျွန်တော် sign ဝင်လိုက်မယ်เนาะဆိုတော့ okay ဒီနောက်မှာတော့ကျွန်တော်တို့ဒီ two factor authentication ကိစ္စအရင်အရေးကြီးပါတယ်เนาะအရင်တော့ကတော့သူကအဲ့လောက်တိဆိုတော့ဒီ security ကမြင့်မြင့်မထားဘူးအခုနောက်ပိုင်းဒီ key ကကြတော့အရင် security အရင်မြင့်ထားတယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့ဖုန်းနဲ့တေးသေးချာချာချိတ်ထားပြီးရင်ကျွန်တော်တို့အာဒီမှာပေါ့เนาะ အဲကျွန်တော်က GitHub mobile ကိုသုံးပြတယ်ပို့လွယ်လို့ authenticator app တွေအားကြောင့်နည်းနည်းလေးတော့အဆင်မပြေဖြစ်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်ကျွန်တော်အနေနဲ့ကတော့ဒီ GitHub mobile ရောဒီ authenticator app ရောနှစ်ခုစလုံးကိုအာကျွန်တော်တို့ဒီဒီကောင်းလေးရောပေါ့နော်အကုန်လုံးကျွန်တော်တို့ရှိနေစေခြင်း ਨੇ ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးတော့ပြဿနာတစ်ခါဖြစ်ဘူးလေကျွန်တော်ကျွန်တော်ရဲ့ဖုန်းကပျောက်သွားပေါ့နော်ပြတ်သွားပေါ့နော်ပြတ်သွားတယ်ပြီးရင်ကျွန်တော်ရဲ့ဒီပြတ်သွားရဖြစ်တဲ့အတွက် GitHub mobile နဲ့မှာကျွန်တော်ရဲ့အဲ့ဒီ application ကိုကျွန်တော်သုံးမရှိတော့ဘူးနောက်တစ်ခါကျတော့ကျွန်တော် authenticator app ကလည်း ုံနဲ့မှဖြစ်တဲ့အတွက်ဒါမရှိတော့ဘူးဗောနော်အဲဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်မှာ browser မှာပဲတုံးလို့ရတယ်အဲ browser မှာကျွန်တော် login ပြန်ဝင်မယ်လဲဆိုတော့ကျွန်တော်ပြီးမဝင်ခိုင်းတော့ဘူးဗောနော်ဆိုတော့အဲ့လိအဲ့လိုအခြေအနေမျိုးတွေမှာဆိုရင်ကျွန်တော်တို့ဒါပြန်တောင်းတာတောင်းလို့ရပါတယ်ကျွန်တော်တရက်၂ရက်အတွင်းကျွန်တော်ပြန်ပြီးတော့ရတယ်အဲဒါပေမဲ့အလုပ်နည်းနည်းရှုပ်တယ်ဗောနော်ဆိုတော့ okay ဆိုတော့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒါနည်းနည်းတော့သတိထားဗောနော်ဆိုဒီ GH mobile device အကုန်လုံးဖွင့်ထားပြီပြီးရင်ကျွန်တော်ဒီ code number တွေပေါ့နော်သူနဲ့ပတ်သက်တဲ့ recovery code number တွေပေါ့အကုန်လုံးကိုဒါတိတိကျကျတင်ထားပြီပါနော် โอเคဆိုတော့ဒီမှာ security key လည်းသုံးလို့ရတယ်ဒါတော့ကျွန်တော်ဒီမှာပဲသုံးလိုက်ပါဘောเนาะโอเคโอเคတကယ်တမ်းကတော့ sorry ဒီမှာဘောเนาะ so okay โอเคဆိုတော့ကျွန်တော်ကတော့ဒီမှာဝင်သွားပြီဘောเนาะတကယ်တမ်းတော့ကျွန်တော်တို့ခုနက GitHub mobile နဲ့သုံးတာတော့ပိုကောင်းပါတယ်ကျွန်တော်ကတော့ဒီမှာဒီ gate ကိုကျွန်တော်စိတ်မချရတာဘောเนาะစာတမ်းကြောင့်လို့ကျွန်တော်ကတော့ဒီကျွန်တော်သုံးသက်မြား device တွေအကုန်လုံးမှာလိုက်ပြီးတော့ကျွန်တော်က live ချိန်ထားတယ်ဘောเนาะဆိုတော့ tablet တွေမှာရောအာကျွန်တော်ရဲ့ mobile phone တွေမှာရောတခြား မဟုတ်ဘူးဒီမှာဟောပေါ့နော်ဆိုတော့ထားပါကျွန်တော်အကုန်လုံးမှလိုက်ပြီးတော့ဒါချိန်ထားပါပေါ့နော်โอเคဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့ဒီအကောင့်လေးတဲ့ဟိုဒါဝင်သွားပြီပေါ့နော်ဒါကျွန်တော်တို့ရဲ့ git github တဲ့ဝင်သွားပြီပေါ့နော်ဒါဆိုကျွန်တော်တို့လုပ်ထားတဲ့ဒီ git ဒီ repository တွေ့ရမှာနော်ဆိုတော့โอเคကျွန်တော်ကိုတော့ဒါတွေ့ရမှာမဟုတ်ဘူးကျွန်တော်ကတော့တော်တော်များများကျွန်တော်ရဲ့ project တော်တော်များများကိုကျွန်တော်ကအာဒီ private နဲ့ပဲထားတာများပါတယ် public ချမပြပါဘူးဆိုတော့ โอเคဆိုတော့ဒီထဲမှာတော့ကျွန်တော်ရဲ့ဒီ repository ကိုလာကြည့်တော့တွေ့ရမှာမဟုတ်ဘူးအဲဒီထဲမှာဘာလို့တော့မလဲဆိုတော့ကျွန်တော်ဒီ account ကို set တဲ့ချတာပေါ့နော်နာမည်ပေးတာကြီးเนาะဆိုတော့ဒီမှာ profile မှာဒီ account နာမည်ရှာလာပြီပေါ့နော် server မျိုးကြီးလာပြီးတော့အာကျွန်တော်တို့လာလောက်အောင်ပေါ့နော်โอเคဟုတ်ပြီเนาะဆိုတော့ကျွန်တော်ဒါဆိုရင်ဒါကျွန်တော်တို့ဒါ git ကိုတော့ set up လုပ်ပြီးသွားပြီပြီးရင်ကျွန်တော်တို့ github နဲ့လည်း account ဖွင့်ပြီးသွားပြီเนาะဆိုတော့ကျွန်တော်တကယ်သုံးတဲ့အချိန်ကြာရင်ကျွန်တော်ဒီနှစ်ခုကိုကျွန်တော်တို့ပြန်ချိန်ပြီးသုံးရမှာဖြစ်ပါတယ်เนาะโอเคဟုတ်ပြီဆိုတော့ဒီသင်ခန်းစာကတော့ဒီလောက်ပါပဲကျွန်တော်တို့ဒီ အာနောက်သင်ခန်းစာကြရင်ကျွန်တော်အာဒီကျွန်တော်တို့ရဲ့ set ထဲမှာရှိနေတဲ့ project တွေနဲ့အာ project တွေကိုကျွန်တော်စာပါဖို့ဘယ်လိုတင်မလဲဆိုတာကိုကျွန်တော်ဒါပြောပြသွားမှာဖြစ်ပါတယ်နော်